PNC အတင်းတိုင်းစစ်ကစားသမားဒန်ဘီလီဟာဒီနေ့ဘလွန်ဒီယောဆူအတွက်ရေပန်းဆောင်းဆောင်းဖြစ်လာရလို့သိရပါဗျ။ 2025ခုနှစ်ဘလွန်ဒီယောစုကိုမူလကဘာစီလိုနာတိုက်စစ်ကစားသမားတွေဖြစ်တဲ့ရာဖင်ညာနဲ့ရှမားတို့ရရှိဖို့အလားအလာများနေကြောင်းထင်ကြေးပေးမှုတွေထွက်ပေါ်ခဲ့ပြီးမြဘာစီလိုနာအသင်းချန်ပီယံလိဆီမီဖိုင်နယ်ဆင်းကနေထွက်ခဲ့ရပြီးတဲ့နောက်ဒမ်ဘီလီကအေဗန်ဆောဆုံးဖြစ်လာခြင်းဖြစ်ပါတယ်။ PSC အသင်းကဒီယာဒီပြင်သစ်လီဂူချန်ပီယံစုရယူထားနိုင်ပြီဖြစ်တယ်လို့ချန်ပီယံလိနဲ့ပြင်သစ်ဖလားပြိုင်ပွဲတွေမှာလည်းဘိုလူပွဲတက်ရောက်ထားတာပါ။ဒါကြောင့်ဖလားသုံးလုံးအဝဲမျိုးလင်းနေတဲ့အခြေအနေဖြစ်နေရကြောင်း PSC အသင်းအတွက်အကောင်းဆုံးခြေစွမ်းပြနေတဲ့ဒမ်ဘီလီက ဘလွန်ဒီအောင်စုရရှိဖို့ရေပန်းစားလာတာဖြစ်ပါတယ်။ပြည်သက်လက်ရွေးစင်တက်စစ်ကစားသမားဒန်ဘီလီကဒီယာဒီမာပြည့်စည်တဲ့အတွက်ပြန်ဝဲဆောင်46ပဲကစားထားရမှာ33ကိုသွင်းယူပေးထားတာပါ။ဒမ်မီလီဟာ2025ဘလွန်ဒီအောဆုရရှိဖို့အတွက်2လေး3လေးသတ်မှတ်ခံထားရပြီးဘာစီယိုနာလူငယ်တက်စစ်ကစားသမားယမားက9လေး2လေးသတ်မှတ်ခံထားရတယ်လို့သိရပါဗျ။